ရှင်သာရိပုတ္တရာမြတ်စွာဘုရားကိုဟောအောင်တိုက်တွန်းလိုက်တာအဲ့ဒီအချိန်မှာမြတ်စွာဘုရားကဝိပဿနာတရားဟောတာတကယ်ချင်းချင်းလေးဟောတာချင်းချင်းလေးဟောလိုက်ရင်မလုံးရမယ်ဆိုတာဘုန်းကြီးတို့တရားနာပရိသတ်သဘောပေါက်သွားနိုင်တယ်ပေါ့ဝိပဿနာချင်းစဉ်ကအကျယ်ကြီးဆိုတဲ့အခါတို့ဘလို့ချင်းရမယ်လို့သဘောပေါက်ချင်းမှာပေါက်မယ်အကျဉ်းလေးဒီတုဒ္ဒံမှာဟောထားတယ်အကျဉ်းဆုံးဝိပဿနာတရားလေးဘလို့ဟောတော့ဆိုတော့ တသမတိဟတာရိပုတ္တအေဟောသိခိတပါကောင်းပြီဝိပဿနာတရားကျင့်တယ်ဆိုတာဒီလိုကျင့်ရမယ်လက်ဆောင်ပြနိဗ္ဗာန်ကိုလိုချင်တယ်အရတ္တဖို့ကိုရချင်တယ်အမြင့်ဆုံးအကျိုးတရားကိုရချင်တယ်ဆိုရင်ဒီလိုကျင့်တယ်ဆိုပြီးတော့ကျင့်ပုံကျင့်နည်းလေးကိုလက်ဆောင်ပြသုံးခုနဲ့နဲ့ယန္တာဖြစ်သည့်ထိအောင်ဟောဝိပဿနာကျင့်ကျင့်တာကနှမျိုး ရသွားတဲ့အကျိုးကတစ်မျိုးအဲ့ဒီမှာจิตမွန်จิตนี่วิปัสสนาရဲ့အာယုံနှစ်မျိုးကိုထုတ်ပြပြီးတော့ခေါ်တယ်မြတ်စွာဘုရားခေါ်တဲ့စကားအချင်းလေးကိုအရင်မှတ်ရအောင်ပြီးတော့မှရှင်းပြမြတ်စွာဘုရားကဘယ်လိုဟောလိုက်တုံးဆိုဣမတ်သမိန်စသဝိညာဏကေကာယေအဟင်္ကာရမမင်္ဂါရ မာနာနုတ္တယနာဘွေတန္တိနာဝိညာဏကဆိုရက်အသိစိတ်ရှိတဲ့ဟောရိကာယအဲ့ဒီကာယမှာအဟံကာရငါလို့လူတွေကထင်မှတ်စေတဲ့ဒိဋ္ဌိမမံကာရငါဟာလို့ထင်မှတ်စေတတ်တဲ့တဏှာကိုယ့်ကိုယ်ထင်ကြီးတဲ့မာနဆိုရက် လူတွေရဲ့စိတ်ဆင်ထဲမှာဆွဲလန်းပြီးဆွဲကပ်ပြီးတော့ပါလာတဲ့မာနအဲ့ဓာတွေမရှိစေရဘူးအဲ့ဓာတွေကွာအောင်လုပ်ရမယ်ဒါနံပါတ်၁ကိုယ့်ရဲ့ကိုယ်ကာယမှာတဏ္ဍာဒိဋ္ဌိရဲ့တဏ္ဍာရဲ့မာနရဲ့ဒီတရားတွေမကတ်စေရဘူးဒီတရားတွေကိုဖယ်ရှားရမယ်ဒါကစကားတစ်ခုနောက်ဒုတိယစကားတစ်ခုကပါတော့ဆိုရင် ဗေဒာသသဗ္ဗနိမိတ်တေတုအဟင်္ကာရမမင်္ကာရမာနာနုတေဟနဘဝိတန္တိအပြင်ကအာယုံမှန်သမျှအပေါ်မှာလည်းပဲငါဆိုတဲ့ဒိဋ္ဌိငါဟာဆိုတဲ့တဏှာမာနဆိုတဲ့အနုတေရလေမဖြစ်အောင်လုပ်ရမယ်ဒါကစကားတစ်ခု ါဝိပဿနာချက်စဉ်ကိုအကျဉ်းလေးဘာကိုမှတ်ရမလဲဆိုတာအကျဉ်းလေးပြလိုက်အဲ့လိုအကျဉ်းလေးပြပြီးတဲ့အခါမှာအရတ္တဖူဆိုတဲ့အမြင့်ဆုံးအကျိုးရရှိလာဖို့ကိုပြောတဲ့အခါမှာအေးတမာတိအနေနဲ့လည်းပဲကိလေသာတွေကလုံးဝလွတ်သွားတဲ့စေတောဝိမု ക്തി လို့ခေါ်တဲ့အရတ္တဖူတမာတိပညာအနေနဲ့လည်းကိလေသာတွေကအလုံးလွတ်သွားတဲ့ပညာဝိမု ക്തി လို့ဆိုတဲ့ နော်စေတောဝိမု ക്തി တမာတိနဲ့ပညာဝိမု ക്തി ဆိုတဲ့ရတ္တဖို့ပညာအဲ့ဓာရီနဲ့စေတောဝိမု ക്തി နဲ့ပညာဝိမု ക്തി လို့ဆောင်ခိုးတဲ့တမာတိစိတ်ဤကိလေသာမှလွတ်မြောက်မှုအတိပညာဤကိလေသာမှလွတ်မြောက်မှုလို့ဆိုတဲ့ရတ္တဖို့ကိုမျက်မှောက်ပြုပြီးတော့နေနိုင်တဲ့အဆင့်ဖြစ်တဲ့အဲ့ဒါလို့နေနိုင်ပြီ ဆိုလို့ရှိရင်အဲ့ဒီလိုနေလိုက်ပြီဆိုရင် စိတ်ကလည်းကိလေသာတွေကလွတ်သွားတယ်ပညာလည်းကိလေသာတွေကလွတ်သွားပြီဆိုရင်အဟံကာရဆိုတဲ့ဒိဋ္ဌိမမံကာရဆိုတဲ့တဏှာမာနဆိုတဲ့အနုတရားတွေဟာဘယ်တော့မှမဖြစ်တော့ဘူးလို့အမြင့်ဆုံးအကျိုးတစ်ခုဖော်ပြတယ်